ခုတင်ဆက်ပေးမယ့်အားကစားသတင်းကတော့ပြီးတဲ့ရှိအချမ်းသာဆုံးလေးပြဆင်းမှာဖောက်ဇန်ဒေဆုံးမှာရက်တည်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။ပြီးတဲ့ရှိအချမ်းသာဆုံးလေးပြဆင်းကို Sunday Time Magazine ကထုတ်ပြန်ကြေညာခဲ့ရမှာတော့မန်ယွန်တိတိမြဖောက်ဇန်ဟာပေါင်34သန်းနဲ့ထိတ်ဆုံးမှာရက်တည်နိုင်တယ်လို့သိရပါတယ်။အခုနှစ်ရာသီ Premier League ပြိုင်ပွဲမှာမန်ယူသင်းကိုဘိုးဆွဲအောင်ဆက်ဆောင်ပေးခဲ့တဲ့ဖောက်ဇန်ဟာမန်ယူသင်းမှာတနည်းလစာပေါင်9သန်းခန့်ရရှိနေသူဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကသူ့ရဲ့ဝင်ငွေဟာပေါင်32သန်းသာရှိခဲ့ရမှာဒီနှစ်မှာတော့ပေါင်34သန်းအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဆန်နလန်နဲ့အစ်ဆွစ်နီးပြဟောင်းဖြစ်တဲ့ရန်ကင်းဟာပေါင်29တန်းနဲ့အာဆင်နယ်အသင်းနီးပြအာဆင်ဝင်းကနဲ့အတူဒုတိယနေရာမှာအပြန်ရပ်တည်နေတယ်လို့သိရပါဗျ။ဒီဟာဒီပရီးမီးယားလိပြိုင်ပွဲမှာချန်ပီယံဆုလက်လွတ်ခဲ့ရတဲ့မန်စီးတီးအသင်းနီးပြမန်စီးနီကတော့ပြီးခဲ့တဲ့နှစ်ကထက်ပေါင်3တန်းမြင့်တက်လာခဲ့ပေမယ့်ထိပ်ဆုံး3ဦးဆင်းမှာတော့ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။အိုင်ယာလန်နီးပြထရပ်ပတိုနီကလည်းပေါင်23တန်းနဲ့မန်စီးနီနဲ့အတူတူအဆင့်၄နေရာမှာရပ်တည်နိုင်ခဲ့လို့သိရပါဗျ။အဆင့်6နေရာမှာတော့အင်္ဂလန်နဲ့လက်စတာအသင်းနီးပြဟောင်းအယ်ရီဆင်ဟာ ပေါင်16သန်းနဲ့ရပ်တည်နေပြီးဟာစီတီနေပြစတီဘရုစ်ကျူပီယာနေပြဟောင်းမာကီယူတို့ကတော့ပေါင်14သန်းနဲ့အဆင့်9နေရာမှာပူးရဲရှိခဲ့ပါတယ်ကျူပီယာတင်းနေပြရန်နယ်ဟာပေါင်73သန်းနဲ့အဆင့်9နေရာမှာရပ်တည်နေပြီးချဲစီနေပြဘီနီဒက်စ်အင်္ဂလန်တင်းနေပြရိုင်းဟော့ဆန်ဆန်နလန်တင်းနေပြဟောင်းမာတင်အိုနီတို့ကတော့ပေါင်17သန်းနဲ့အဆင့်20နေရာမှာရပ်တည်နေလို့သိရပါတယ် check texting 1 2 testing 1 2 不多年老嘞，Pepsi 香了你。